အဲ့လိုမျိုးသွားလို့ရင်တော့သိရတိုင်းပဲအခါတက်တော့အေးကရုရှားသင်းမောတွေအိန္ဒိယသင်းမောတွေမြန်မာသင်းမောတွေနားမလည်ဘူးကုန်လိုက်ကြည့်ရင်ဘယ်လိုလုပ်မလဲမြောက်လင်းတို့ဘက်ကဒီစေးလေ့ကျင့်မှုပူတွဲလေ့ကျင့်မှုတွေကိုပို့ပို့ပြီးတော့လှုံ့ဆောင်လာရရှိသလိုဒီဘက်ကကျွန်တော်တို့ဂျော်လန်ကြီးတပ်ဖွဲ့တွေဘက်ကလည်းအဲ့လိုမျိုးပုံစံနဲ့ပတ်သက်လို့ပေါ့နော်မြောက်လင်းခေါင်းကျင်းစရာတွေ့ဆုံမှုတွေလည်းရှိတယ်ဗျာ ္ဂလာပါဒီနေ့ကတော့ဒါနိုဝင်ဘာလ12ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်ထူခြားသတင်းတွေထူခြားဖြစ်စဉ်တွေရှိတယ်အဲ့ဒါကစစ်ကောင်စီဘက်ကစီးရေးလှုပ်ရှားမှုတွေလှုပ်လာတာတွေရှိသလိုကျွန်တော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေဘက်ကလည်းစီးရေးနဲ့ပတ်သက်လို့ပေါ့နော်အားတက်စရာအကြောင်းအရာတွေရှိတယ်ပူးပေါင်းလှုပ်ဆောင်တဲ့အကြောင်းအရာတွေရှိတယ်တွစ်ဆုံမှုတွေစစ်ကောင်စီခေါင်းကျင်းစီမဲ့အရာတွေပေါ့နော်အဲ့ဥစ္စာတွေကိုဒီဘက်ကချိန်မဆိုင်မဲ့လှုပ်ဆောင်နေကြတဲ့အရာတွေလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့အကြောင်းလေးတွေကျွန်တော်သုံးသပ်ကြည့်မယ်အဓိကစစ်ကောင်စီကဒီအထက်မှာဒါ စစ်ကောင်စီရေတက်နဲ့ရုရှားရေတက်နဲ့စီရေးပူပေါင်းလေ့ကျင့်နေဆိုတဲ့သတင်းအဲအယုဆာကလည်းနည်းနည်းတော့ထူးခြားတယ်အဓိကတော့ရခိုင်အတွက်ပေါ့နော်ရခိုင်ပြည်နယ်အတွက်နည်းနည်းလေးထူးခြားတယ်အဲပြောရရင်တော့ဒါစစ်ကောင်စီရေတက်နဲ့ရုရှားရေတက်နဲ့ဒါပူတွဲလေ့ကျင့်နေဒါစီရေးပေါ့နော်အဲအယုဆာကိုလေ့ကျင့်ဖို့ဆိုပြီးတော့ရုရှားရေရင်၃စီးရန်ကုန်မြို့ကိုဒါစိုက်ကပ်နေပြီဆိုပြီးတော့လည်းသိရတယ်ဒီတင်မော၃စီးကတော့ဒါ free gate စည်ရရင်ပါမယ်ကော်ဘက်စည်ရရင်ပါမယ်တထောက်ပံ့ရေးစည်ရရင်ပါမယ်စည်ရရင်3ကြီးပေါ့နော်တင်မ3ကြီးစက္ကန့်နေပြီဆိုပြီးတော့သိရတယ်အဲ့တော့နိုဝင်ဘာ10ရက်နေ့ရန်ကုန်တီလဝစိတ်ကန်းကိုရောက်လာတာဖြစ်တယ်အခုလိုမျိုးဒါမင်းအောင်လိုင်းရေတက်နဲ့အတူတူစည်ရလက်ချင်းမရောက်လာတဲ့ဟာကဒါဆိုရင်ဒါနဲ့အပါဆိုရင်ဒီဥစ္စာဆိုရင်ဒါတတိယအကြိမ်ဖြစ်ပြီဆိုပြီးတော့လည်းဒါသိရတယ်ပေါ့နော်အဲ့တော့တိုက်ဆိုင်တာက ဒီ ग्वा ရဲ့တန်တွဲရဲ့တောင်ကုတ်ရဲ့အန်းရဲ့အဲ့မြို့နယ်၄ခုပေါ့နော်အဲ့မြို့၄ခုကိုစစ်ကောင်စီကတရုတ်ရဲ့ဖီအားတရုတ်ရဲ့ဒါဝင်ရောက်ဆက်ဖက်မှုတရုတ်စီကနေမှတဆင့်ပေါ့နော်ပြန်ပြီးတော့တောင်းနေတဲ့အခြေအနေမျိုးမှာကြာမှာပဲဒီစူပေါင်းပြီးတော့စီးရေးလေ့ကျင့်တယ်ပေါ့နော်ရုရှားနဲ့ဒါမင်းအောင်လဲဒါရေတက်နေပေါ့နော်စူပေါင်းပြီးစီးရေးလေ့ကျင့်တယ်ဆိုတဲ့ဟာကအချိန်တိုင်းဖြစ်နေတာပေါ့နော်ဒါကကျွန်တော်တို့စဉ်းစားမယ့်အရာဖြစ်တယ်။လက်တလောသတင်းတွေရပါတော့။ဒါစစ်ဘုတ်ချုပ်တွေရဲ့အကျိုးစီးပွားတွေအများကြီးရှိပါတယ်ဆိုတဲ့ဒီတန်တွဲ ဲ့ဒီတန်တွဲလိုနေရာမျိုးကိုလည်းစစ်ကောင်စီဘက်ကအဲစစ်ပြင်ဆင်စုဖွဲ့တာမျိုးတွေအဲထိုးစစ်ဆင်မှုအတွက်လှုပ်ဆောင်နေတယ်ဆိုတော့ခြေလမ်းမျိုးတွေလည်းဒါတိနေမြင်နေကြားနေရတယ်ဗောနော်အဲ့တော့ထိုးစစ်ဆင်မယ်ဆိုရင်လည်းလုံးလို့ရတဲ့အနေအထားတွေရအောင်တို့အနောက်ကနေမှပြင်ဆင်နေတဲ့အပိုင်းတွေရှိလာနေတယ်အဲ့တော့စစ်ကောင်စီပြန်တောင်းနေတဲ့မြို့တွေကိုဒါပြန်ရဖို့အတွက်ထိုးစစ်ဆင်မယ်ဆိုရင်ကံယူနဲ့ဒေတာဖြစ်တာကြောင့်မလို့စစ်ကောင်စီဘက်ကလုံးဝဒီ navy ကိုထုတ်သုံးသွားအခုလည်းတို့သုံးတာပဲပေါ့နော် navy နဲ့ပတ်သက်လို့လက်နေကြီးပြစ်ကူပေးတာတွေဒါပြီးရင် စင်ရားတွေရွှေပြောင်းတာတွေစင်ရားတွေဖြစ်တင်းတာတွေဒါမျိုးပုံစံမျိုးတွေမှာဒါဆွေကောင်းစီရာဒီ Navy သင်္ဘောတွေကိုတောက်လျှောက်သုံးရတယ်ပြီးတော့ကျတော့ကင်းလှဲတာတွေကင်းထောက်တာတွေဒါတွေကိုလည်းဒါ Navy တွေကနေတဆင့်အဲကင်းထောက်လန်းတဲ့ပုံစံမျိုးတွေလောက်ရတယ်လှုပ်ရှားသွားလာတာတွေလောက်ရတယ်နောက်ဆုံးလူနာတေတာကမှအဆပေါ့နော်ပြီးရင်ဒါတကြိုဖို့အတွက်ပေါ့နော်တေတဲ့ကောင်တွေတကြိုဖို့အတွက်ပို့တာကမှအဆ အဲဒီရေရင်တင်မော့တွေကိုထုတ်သွားတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီကေယိုနဲ့ဒေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီနေရာတွေကိုတကယ်လို့တိုက်ခိုက်သိမ်းမဖို့အတွက်စူးစမ်းရမယ်ဆိုတာနဲ့စစ်ကောင်စီဘက်ကနေဗီကိုတေချာပေါက်၃ကို၃ရမယ်ပေါ့နော်အဲ့တော့တရုတ်ရဲ့ဖီအားနဲ့တစ်ဖက်ကဒီမြို့တွေကိုပြန်တောင်းနေတာတွေရှိသလိုပေါ့နော်တစ်ဖက်ကနေလေဒီရုရှားနဲ့ဒါမင်းအောင်လိုင်းကအခုလိုမျိုးစီအေးလေ့ကျင့်မှုပူးတွဲလုပ်ပြီးတော့ ဒါရခိုင်ကိုဒါဖီအားတစ်ခုပေးမယ်ဆိုတဲ့ပုံစံမျိုးတော့မြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့ဒါဂွားမျိုးရဲ့ဒါပင်လယ်ပြင်မှာဆိုရင်လည်းကြည့်လိုက်ရင်ဒါစစ်ကောင်စီဘက်ကပေါ့နော်ဒီဂွားတန်တွဲအဲ့ဘက်ချမ်းနေမှာဆိုရင်အဲနေဗီတင်မော့တွေကိုတက်လိုက်ဆင်းလိုက်နေဟိုးပထမအစတုန်းကနှစ်စီးနဲ့ပဲထားရတယ်နောက်ပိုင်း၄စီးဖြစ်လာတယ်နောက်ပိုင်း၁၀စီး၇စီးဒီလိုမျိုးပုံစံမျိုးတွေနဲ့ပို့ပို့ပြီးတော့တိုးလာတယ်ဒါတင်မော့အစင်းကြီးအတွက်ဒီအများကြီးဖြစ်လာတယ်ပြီးအဲ့လူမျိုးဒါအရေးအတွက်တွေများလာပြီးတဲ့နောက်ပိုင်းမှာဥရဟိုသွားလာတာမျိုးတွေလှုပ်ရှားတာမျိုးတွေတောက်လျှောက်လှုပ်လာတာတွေရှိသလို့ ဒီဒေသခံပြည်သူတွေပေါ့နော်ရခိုင်ပြည်သူတွေအခုလိုမျိုးဒါရေလုံသားတွေပေါ့ဗျာသွားပြီးတော့ပင်လယ်ပြင်မှာငါဖမ်းကြတဲ့ခါကျရင်လုံးဝငါဖမ်းလေတောင်မှမလျှောက်မဲနဲ့ပေါ့နော်ပြစ်ခတ်ဖမ်းဆီးတပ်ဖြတ်တာမျိုးတွေလှုပ်လာနေတာတွေကိုလည်းတောက်လျှောက်မြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်စစ်ကောင်စီဘက်ကစီးရေလှှရှားမှုတွေကိုပူပူပြီးတော့တိုးပြီးတော့လှုပ်လာနေတာတော့အမှန်ပဲအဓိကတော့ဒီရခိုင်ဘက်ကိုဥတည်နေတဲ့အချိန်မှာရခိုင်နဲ့ပတ်သက်လို့မြို့နယ်၄ခုကိုလည်းတရုတ်ကနေပြီးတော့တဆင့်ဒါပြန်တောင်းနေတယ်ဆိုတဲ့သတင်းတွေထွက်နေတဲ့အချိန်နဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်တဲ့အတွက်ပေါ့နော် က္ခိုင်အတွက်လည်းဒါအကန်းပြောရင်တော့စေရဒါထဲ့သွင်းစဉ်းစားမယ့်အခြေအနေမျိုးတွေတော့ရောက်လာပြီပေါ့လေနော်အဲ့တော့အခုလည်းဒါစစ်ကောင်စီရစ်တက်ကနိုဝင်ဘာ10ရက်ကနေပြီးတော့14ရက်နေ့အထိဒါကပ်လီပင်လယ်ပြင်ဒါမြောက်ပိုင်းပေါ့နော်မိမ့်မြို့ရဲ့အနောက်ပိုင်းပင်လယ်ပြင်မှာ9ရက်ကြာဒါစီရေးလေ့ကျင့်ခန်းဒါပြုလုပ်မှာဖြစ်တယ်ခုနကရုရှားသင်းမောတွေနဲ့ပေါ့နော်အဲ့တော့အဲ့စီရေးလေ့ကျင့်ခန်းမှာဒါသူကရေပြင်ဝေဟင်ရေအောက်ဆက်လက်ပစ်ခတ်မှုတွေကစသူကပါမယ်ဆိုပြီးတော့သိရတယ် ဒီလေ့ကျင့်ခန်းတွေပါတောက်လျှောက်ပါသွားမှာပေါ့နော်ရေအောက်မှာပါဆိုသူပြစ်ခတ်တာတွေလုံအောင်နော်အဲ့တော့စစ်ရေးလေ့ကျင့်ခန်းလုံမဲ့နေရာကတော့ကပူစာကျွန်းအနောက်ဘက်10မိုင်အကွာနေစပြီးတော့ရေမိုင်60ပတ်လည်အကျယ်ဝန်းအတွင်းမှာဒါပြုတ်လုသွားမှာဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်အဓိကတော့ဒါကာယခအရာပေါ့နော်ကာယခအေရီးယားအဲကန်ယိုတန်တိုင်းစစ်ဌာနချုပ်အေရီးယားအဲ့ area ကနေမှတဆင့်နဘခနောက်ပိုင်းတိုင်းစစ်ဌာနချုပ် area ကိုပြန်ပြီးတော့ဖိအားပေးမဲ့ပုံစံမျိုးကိုလည်းဒါတွေ့ရတယ်ဗောနော် တမင်ကိုအဲ့နေရာကိုရွေးချယ်ပြီးတော့ရေတက်ကစေလေ့ကျင့်တာမျိုးတွေမြင်ရတယ်တွေ့ရတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါရခိုင်ကမ်းရိုးတန်းကိုပြန်တက်ယူမဲ့စေလေ့ကျင့်ခန်းတစ်ခုလို့လည်းကျွန်တော်တို့သုံးသက်လို့ရတယ်ဗောနော်အဲသူတို့ဘက်ကတရားနဲ့ပတ်သက်လို့အတွေ့အကြုံရှိအောင်ပြန်ပြီးတော့ပြင်ဆင်နေတဲ့ပုံစံမျိုးလို့လည်းဒါယူဆလို့ရတယ်ဗျအဲ့တော့ဒါငါးဖန်းလက်ဆက်လေတောင်မှခုနပြောသလိုဗောနော်ငါးဖန်းဆက်လေတောင်မှအလွတ်မပေးတဲ့ကွာလိုမျိုးနေရာမှာဘာဖြစ်လို့မလေ့ကျင့်တာလဲဆိုပြီးတော့လည်းဒါမေးစရာရှိမှာဗောနော်အဲ့လိုမျိုးသွားလို့ရင်တော့သိရတယ်မြဲအခါတက်တော့အေးက ရုရှားသင်းမောတွေအိန္ဒိယသင်းမောတွေမြန်မာသင်းမောတွေနားမလည်ဘူးအကုန်လိုက်ကြည့်ရင်ဘယ်လိုလုပ်မလဲပေါ့နော်အဲအဲ့လိုမျိုးဆိုရင်ဒါစစ်ကောင်စီကနားကောင်းမယ်ပေါ့နော်ဒါကြောင့်မလို့လေအဲ့နေရာမှာမကျင်မယ်မလေ့ကျင်မယ်နဲ့ပေါ့နော်အဲခုနပြောတယ်ဒါကပူစာကျွန်းနောက်ဘက်မှာသွားပြီးတော့လေ့ကျင်တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်သူကဒီလိုမျိုးစီးလေ့ကျင်မှုကိုဒီအချိန်မှာအချိန်ကိုက်လောက်လာတာဖြစ်တဲ့အတွက် ဒီပေါ်ကနေသူရည်ရွယ်ထားတာရှိတယ်အကျိုးမြတ်ခံမှန်းထားတာရှိတယ်ပြီးတော့ကြတော့သူ့ရဲ့စေရေးရည်မှန်းချက်တစ်ခုခုရှိကိုရှိလို့ဖြစ်တယ်ဆိုတဲ့အကြောင်းလည်းဒါကျွန်တော်တို့သတိထားရမယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါရခိုင်ကိုအခုနောက်ပိုင်းမှာပို့ပြီးတော့အဲသူရည်ရွယ်လာတယ်အဲဒီမျိုးတွေကိုပြန်ရဖို့အတွက်လှုပ်လာတယ်ပုံကျဲတိုက်ခိုက်မှုတွေဆိုလဲဇက်တိုက်ဆိုလို့လှုပ်လာတယ်ပေါ့နော်အဲ့ဟာတွေကဇက်တိုက်ဇက်တိုက်လှုပ်လာတဲ့အတွက်အာခတ်တော်အေကထုတ်ပြန်မှုတွေတောက်လျှောက်လှုပ်တယ်ဒါပေမဲ့လုံးဝဂယုမဆိုင်ဘူးနော်လုံးဝဂယုမဆိုင်ပေမဲ့ပုံကျဲတာမျိုးတွေကို ဇက်တိုက်ကျဲခဲ့တယ်မရက်တန်ခဲ့ဘူးပေါ့နော်အဲပြီးတော့ကျတော့ဒါဒီရက်ထဲမှာဆိုလေဒါကြောက်ဖြူဘက်ကနေရာချို့ပေါ့နော်အဲ့ဒါအချို့ကိုလည်းသူတို့ဘက်ကပြန်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့သိမ့်ပိုက်ထားနိုင်ပြီထိ ंछ ုံနားထားနိုင်ပြီဆိုတဲ့ပုံစံမျိုးနဲ့ဒါသူတို့ရဲ့ Telegram channel တွေဝါရပြန် channel တွေမှာတင်နေကြတယ်ဆိုပြီးတော့လေဒါပြောကြတယ်သိကြတယ်ပေါ့နော်တွေ့ရတယ်အဲ့တော့သူတို့ရဲ့အနေအထားဘယ်လိုဖြစ်နေတာစစ်ပွဲရဲ့အနေအထားကိုနားမလဲအခါတက်တော့ AAC ကနေပြီးတော့သူတို့ပြန်ရလိုက်တယ်ဆိုတဲ့ဟာမျိုးကိုသူတို့တွားပြီးတော့ဂုံစာလို့မရတယ်သူတို့နားမလဲဘူး အဲ့အေးရတဲ့အတိုင်းပဲဂျိုးနေရာတွေမှာဆုတ်ပေးလိုက်တယ်ပြီးမှအုပ်တယ်ဆိုတဲ့ဟာတွေကတောက်လျှောက်ဖြစ်ခဲ့တာပါနော်ဒါမှမဟုတ်လည်းဒီဥစ္စာကြီးကိုသူကအတီဆိုတဲ့ပုံစံမျိုးနဲ့သွားပြီးတော့ယူဆမယ်ဆိုရင်သူပို့ဆိုးတဲ့အခြေအနေမျိုးချင်းဆိုင်ပါအတိကစစ်ကောင်စီအခုဖြစ်နေတာကစစ်လော်ဘီကြောင့်မလို့ပို့ပြီးတော့ဒုက္ခရောက်နေတာစစ်ကောင်စီကအဲ့မျိုးပါနော်အခြေအနေအကြောင်းရင်းမှန်အထဲထဲမှာဖြစ်ပျက်နေတဲ့ဟာတွေသူမသိဘူးအဲစစ်ဘိုလ်တွေစစ်သားတွေအဲပြီးရင်စစ်ကောင်းဆောင်တွေ ဖွဲ့စည်းပုံတွေပြက်နေတဲ့ဟာတွေသူတို့မသိဘူးအဲသူတို့အမြင်မှာစစ်တပ်ကဒါဒါနဲ့ပတ်သက်လို့ငါတို့ဒီလိုပြောလိုက်ရင်တော့စစ်တပ်ကငါတို့သဘောကျပါပဲဆိုတဲ့ပုံစံမျိုးနဲ့သူတို့မှာလိုက်ပြီးတော့ပရက်ကရတွေလုံနေရတဲ့အနေထားအဲ့ဒါကြောင့်မလို့လေတချို့ကိစ္စတွေမှာသူတို့အဲ့ဒါကြောင့်မဒုက္ခရောက်ကြရရှိရပါတော့။အမင်းအောင်လိုက်ဆိုလဲအဲ့လိုပဲသူတို့ lobby အလုပ်လို့သူအရှက်ကွဲတာခဏခဏပါနော်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါမင်းအောင်လိုက်တို့ဘက်ကဒီစေးလေးချင်းမှုပူတွဲလေးချင်းမှုတွေကိုပို့ပို့ပြီးတော့လှုံ့ဆော်လာရရှိသလို ဒီဘက်ကကျွန်တော်တို့ကြော်လန်ကြီးတက်ဖွဲ့တွေဘက်ကလည်းအဲ့ဒီလိုမျိုးပုံစံနဲ့ပတ်သက်လို့ပေါ့နော်မင်းအွန်လိုင်းခေါင်းကျင်းစရာတွေးဆမှုတွေလည်းရှိတယ်ဗျအဲ့ဒါက CV ပေါ့နော်ဒါကျွန်တော်တို့ချင်းညီနောင်အဖွဲ့နဲ့ AA အဖွဲ့ပေါ့ AA ကအဖွဲ့အကုံအမောင်းနော် AA ခေါင်းဆောင်တွေဗိုလ်ချုပ်ထွန်းမြင့်နိုင်တို့အပါပေါ့နော် AA ရဲ့အကြီးပိုင်းထိပ်တန်းခေါင်းဆောင်တွေကဆက်တွေးဆပြီးဒါပြောဆိုဆွေးနွေးခဲ့တဲ့ဟာတွေ ြောဆိုဆွေးနွေးတဲ့ရည်ရွယ်ချက်တွေပေါ့နော်အဲ့ဒါတွေကအစားဒါပြောရေးဆိုခွင့်ရှိတယ်ဒါစလိုင်းရောမန်ကထုတ်ပြောလာတယ်ပေါ့နော်ဒါရမွေရှာဖွေပွဲတစ်ခုမှထုတ်ပြောလာလိုက်တာဖြစ်တယ်အဲ့တော့အဲ့ဥစ္စာကိုကြည့်ခြင်းအဖြစ်ကျွန်တော်တို့တော့မှအားရတယ်ပေါ့နော်အားရတယ် CB ကလည်းဒီအခုကာလအတူတော်တွင်းမှာပဲပေါ့နော်မြို့တွေကိုသိမ့်ပိုက်နိုင်တဲ့အထီကိုပဲဒါစုစည်းပြီးတော့ညီညွတ်လာတဲ့အဖွဲ့ကြီးတစ်ခုဖြစ်လာတယ်ပေါ့နော်အဲ့လိုပဲဒါအာခတ်တော် AA ကလည်းဆယ်စုနှစ်တခုအတော်တွင်းမှာပဲပေါ့နော်တကယ်ကိုအင်အားကြီးပြီးတော့လုံးဝအောင်အောင်မြင်ဆုံး ပြောရမယ်ဆိုရင်စစ်ကောင်စီကိုခေါင်းရိုက်ခွဲနိုင်ဆုံးစုကိုယူထားတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်ဗောနော်ဒီအဖွဲ့အစည်းကြီးနှစ်ခုအဲ့လိုမျိုးလိုလားချက်တွေနဲ့ဗောနော်အပြန်လှန်သဘောတူညီမှုတွေနဲ့တွေ့ဆုံတာတွေဆွေးနွေးတာတွေညှိနှိုင်းတာတွေတိုင်ပင်တာတွေအခုကတည်းကတိုင်ပင်တာတွေပါပါအဲကြအဲ့လိုမျိုးတွေပါလှုပ်လာပြီဆိုတဲ့အချိန်မှာမင်းအောင်လိုင်ဘလော့ဒ်ဒေါင်ခေါင်းကြီးမလဲဗောနော်မင်းအောင်လိုင်ကစောတုန်းကအာခတ်တော်အေအေကိုပြောခဲ့တာရှိတယ်တခိုးအဖွဲဓမြအဖွဲဓမြတတအဖွဲပေါ့နော်အဲ့လိုမျိုးပဲစစ်ကောင်စီဘက်ကဒါစစ်ကောင်းဆောင်အကြီးပိုင်းတွေကအဲ့လိုမျိုးပြောခဲ့ကြရရှိတယ်တကောင်းနေတကုံပြောတာ ခါအကြည့်ကွက်ကုံသွားပြီဆိုတာနဲ့ပေါ့နော်ရက်သွားမယ်ဖွဲ့တွေဖြစ်တယ်ဘာညာအဲ့လိုမျိုးပြောခဲ့ကြရရှိတယ်အခုမန်လေးတိုင်းတိုင်းမှုဆိုတဲ့အဖွဲ့တွေလည်းအဲ့လိုမျိုးပဲပြောခဲ့ကြတာပဲပေါ့နော်အဲ့ဒါကြတော့အခု let law မှာအဲ့ဟာတွေအကုန်လုံးကိုလောကဒီစစ်ကောင်စီရဲ့ဒါပြောဆိုမှုတွေကိုဂရုမစိုက်ဖဲနဲ့ပေါ့နော်လုံးစရာရှိတာလုပ်ရင်းနဲ့ဆယ်စုနှစ်တစ်ခုအကြာမှာတကယ်အောင်မြင်ဆုံးအဖွဲ့စည်းကြီးတစ်ခုဖြစ်လာအောင်လုပ်ပြနိုင်ခဲ့တာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအဖွဲ့နှစ်ခုတွေ့ဆုံတဲ့ဟာကဘာတွေထူးခြားမှုရှိမလဲအဲ့တော့အဲ့ဟာမပြောခဲ့ရင်ဒါကျွန်တော်ထပ်ပြောစရာရှိတာကပေါ့နော်အဲ့ဒါဘာလဲဆိုတော့ ဒီမင်းသားမင်းသမီးရောက်ရှင်မင်းသမီးဒီအဆိုတော်တွေပေါ့နော်မင်းသားမင်းသမီးတွေအဲအဲ့ဒါအိုင်းနဲ့ပတ်သက်လို့အဲသူတို့ပြောကြတာရှိရဗျာဒီမှာပေါ့နော်ဒါချူးလေးရဲ့နေတိုးရဲ့တုံးကတော့ Vibe ကဘာဖြစ်လဲညာဖြစ်လဲပြောခဲ့တယ်ပေါ့နော်အခုလှုပ်လေပြောလေပေါ့နော်လှုပ်တယ်ပြောတယ်ကျွန်တော်တို့ကဂယုကိုမတိုက်တာဘာဘာလှုပ်လဲဆိုတော့ကျွန်တော်အစအနေကလည်းဒီရောက်ရှင်မင်းသားမင်းသမီးနဲ့ပတ်သက်လို့ပေါ့နော် ဒါမြောက်လိုင်းတို့နဲ့ပေါင်းလိုက်တဲ့ဟာမျိုးတွေမြောက်လိုင်းတို့အလိုကျအခုဒီရွေးကောက်ပွဲလိုကိစ္စမျိုးပေါ့ဗျာအဲ့ဒါမျိုးနဲ့လုံးလိုက်တဲ့ဟာမျိုးတွေမှာဆိုရင်ကျွန်တော်တို့ကလုံးဝလုံးဝကျွန်တော်တို့ကလုံးဝ white ကောပဲ white ကောလုံးဝတေးကြတယ်အဲ့ဒါဘဒုရေလို့ဘဝရေလို့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြောခဲ့တာမရှိဘူး။အဲနောက်တစ်ခုကနေတိုးချူးလေးကိစ္စမှာဆိုလဲကျွန်တော်ပြောခဲ့တဲ့အရာကကျွန်တော်ကိုချင်းစာကြီးပြောခဲ့တာပဲရှိတယ်။အဓိကဒီရခိုင်ပြည်မှာမင်းအွန်လိုင်းကလုတ်ခဲ့တဲ့လုတ်ရက်တွေကိုသူတို့တွေကိုချင်းမစာဘူးလားဆိုတဲ့ပုံစံမျိုးပေါ့ဗျာ အဲချို့ဆိုလည်းထည့်ပြီးတော့ပြောကြရရှိတယ်ဒီမော့ဆိုကအဖွဲဆိုရင်ဒီမော့ဆိုနေသားဘယ်သူလဲဒီဒီအဆိုတော်ပေါ့နော်ဟာမင်းဒီမော့ဆိုကဒုက္ခရောက်သွားပြည်သူတွေဒုက္ခရောက်သွားကလေးငယ်တွေကမင်းကိုဒီမှာဟိုလှန်ပြနေကြတယ်ဘာကြာဆိုဒါမျိုးပုံစံမျိုးကျွန်တော်တို့ကပြည်သူ့ဘက်မှာပဲရက်ခဲ့တာအဓိကကျွန်တော်တို့ကစစ်ကောင်စီနဲ့ပူးပေါင်းတဲ့အဖွဲဘဲဖွဲကိုမဆိုကျွန်တော်တို့ကဘိုက်ကော့ပဲလုံးဝဘယ်လိုဟာမျိုးပဲဖြစ်ဖြစ်ဘိုက်ကော့ပဲပေါ့နော်ဟိုးရင်တွေကလည်းဒီမြန်မာကားဆိုရင်ကျွန်တော်စိတ်ကိုဝင်စားခဲ့တာဗျအခုဘာလို့ပြုတ်ပို့ပြီးတော့တန်မိုးထားမိလဲဆိုတော့ဒီဘက်ပြည်သူ့ဘက်ကိုရက်တည်လာတဲ့အဖွဲတွေ လူပညာရှင်တွေအဲဆိုတော့ဒါမျိုးဖွဲ့တွေကိုကျွန်တော်တို့ကပို့ပြီးတော့တံမိုးထားမိတယ်ပေါ့နော်အဲဒီကအဲ့လိုမျိုး PR ပေးခံရလို့ပါတော့ဘာလို့ပါညာလို့အဲ့ PR ပေးခံရလောက်အောင်ထိနေနေတဲ့ဟာကိုလည်းကျွန်တော်တို့ကဟိုသဘောမကျဘူးပေါ့နော် PR ပေးခံမှာပေါ့မင်းတို့အဲ့မှာလွတ်လွတ်ကင်းကင်းမှမနေနိုင်တာလွတ်လွတ်ကင်းကင်းနေနိုင်အောင်နေခဲ့တဲ့ဆိုတဲ့သူတွေအခုဒီဘက်မှာအများကြီးရှိတယ်ချိုးလဲစင်ပြေချိုးလဲစင်မပြေကြဒါပေမဲ့အဲ့လိုအဖွဲ့တွေကိုပို့ပြီးတော့ကျွန်တော်တို့ကတံမိုးထားတယ်ပေါ့နော်အဲခုနလို့ အခုဆိုအများကြီးပဲကျွန်တော်ပြောမှထဲမှာပါတယ်ဟိုအကုန်ပါတယ်ဗျာအကုန်လုံးဒါရုပ်ရှင်ဟိုဟာအကုန်လုံးပါသွားပြီအဲပြောရင်တော့ဘယ်သူမှွေခဲ့တာလဲနည်းနည်းစဉ်းစားပါတော့ပထမဆုံးစပြီးတော့ပူပေါင်းပြီးရိုက်လိုက်တဲ့အချိန်မှာဖီအားပေးရိုက်ခံရတယ်ပဲဖြစ်ပါပဲဖြစ်အဲ့လိုမျိုးမှွေလိုက်တဲ့အချိန်မှာအကုန်လုံးပြန်ရိုက်ခံရပြန်ရိုက်ခံရလေလေကျွန်တော်တို့အကုန်လုံးတင်းညွတ်ပြီးကျွန်တော်ဘွိုက်ကိုလုတ်တယ်သိကြတယ်ဘာလို့လဲသိလားဘာဖြစ်လို့လဲဆိုတော့ဒီစက်ကောင်စီရဲ့ဒီဟိုဟာကိုဒီရွေးကောက်ပွဲအထူးရောက်ရွေးကောက်ပွဲကိုပေါ့နော်အခုလိုမျိုးဒါကမ်ပိန်းပုံစံမျိုးနဲ့ပေါ့နော်ဒါစီယုံနဲ့ပုံစံမျိုးနဲ့ ဝါရဖြန့်ပေးတာကိုကူညီပေးခဲ့တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကလည်းကျွန်တော်ပြည်သူရဲ့အမုန်းမှာဖြည့်စင်းမရှိစရာဘူးပေါ့နော်အဓိကဘလို့မှကျွန်တော်တို့ကနားလည်ပေးနိုင်စရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့အရှိန်မှာအဲ့လိုမျိုးအကုန်လုံးကိုဆွန့်လွတ်ပြီးတော့သူတို့မပိုင်ဆိုင်မှုတွေရှိကြတချို့ဒါဒီဒီအမှုပညာရှင်တွေပေါ့နော်ပိုင်ဆိုင်မှုတွေရှိကြတယ်ဒါပေမဲ့အကုန်လုံးဆွန့်ခဲ့ကြသူတို့ရဲ့နာမည်တလုံးလဲသူတို့ဆွန့်ခဲ့ရတာရှိမယ်ပေါ့နော်သူတို့ရဲ့ပိုင်ဆိုင်မှုတွေလဲဆွန့်ခဲ့ရရှိမယ်အဲ့လိုမျိုးတွေဆွန့်ခွာပြီးရတဲ့အချိန်မှာဇော်လိုင်းဘက်ကိုရက်တီခဲ့ကြအဲ့လိုလူတွေကိုကျွန်တော်တို့အားနာ ဲ့လိုလူတွေကိုပို့ပြီးတံမိုးထားတယ်အဲအကြောင်းလို့အဲ့လိုမျိုးရုံထွက်လာနေတဲ့လူတွေကိုကျွန်တော်တို့ဂယုကိုမဆိုင်တာအဲကြောင့်အတူတူပဲပေါ့နော်ရခိုင်ရမရမဟုတ်ဘူးအဲဗီယက်နာလို့ပေါ့နော်ကရင်မရမဟုတ်ကချင်မရမဟုတ်ကျွန်တော်တို့ကစစ်ကောင်စီနဲ့ပူးပေါင်းနေဆိုဘိုက်ကော့ပါပဲပေါ့နော်ဒါကျွန်တော်တို့နဲ့ဒါအမြင်တူတဲ့သူတွေရှိမယ် အမြင်မတူတဲ့သူတွေလည်းရှိမှာပေါ့နော်ဒါကတော့လွတ်လပ်စွာကွဲလဲခွင့်ရှိတာပေါ့နော်အဓိကတော့ကျွန်တော်တို့ကဒါပြည်သူ့ဘက်ကိုရက်တည်တဲ့သူတွေကိုပို့ပြီးတော့တံမိုးထားမယ်ပြည်သူ့ဘက်မရက်တည်ဘဲနဲ့စစ်ကောင်စီဖိအားပေးလို့ရိုက်လိုက်ရတာပါဆိုတဲ့လူတွေကိုတော့ကျွန်တော်တို့ကဂယူမဆိုင်နိုင်ဘူးပေါ့နော် white coat ပဲအဲနောက်တစ်ခုကဒါကျွန်တော်ခုနပြောတဲ့ခုနသတင်းပြန်ဆက်ကြမယ်ပေါ့နော်အဲဒီဒါကိုရောမှန်ပြောတဲ့ဟာနဲ့ပေါ့နော်နိုဝင်ဘာ၈ရက်နေ့ကပြုလုပ်တဲ့ဒါချင်းညီနောင်ရန်ကုန်ကြီးရှာဖွေတဲ့ပွဲမှာဒါခုနဒါပြောရေးဆိုခွင့်ရှိတဲ့ကိုရောမှန်ကအဲ့ဒါကိုထည့်ပြောသွားတာပေါ့နော်အဲဒါပါထည့်သူပြောသွားလဲဆိုတော့ ဒီဗိုလ်ချုပ်ထွန်းမြင့်နိုင်အပါဝင်ပေါ့နော် AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြင့်နိုင်အပါ AA ထိပ်ပိုင်းကောင်းဆောင်နေတဲ့ဒါ CB အဖွဲ့တွေချင်းကြီးနောင်အဖွဲ့တွေတွေ့ဆုံပြီးတော့စစ်ကောင်စီရဲ့တံမြန်ထိုးစစ်ကိုခံမှန်းပြင်ဆင်ပူးပေါင်းရေးအပါဝင်စစ်ရေးနိုင်ငံရေးစီးပွားရေးတို့ကိုဒါပူးပေါင်းဆောင်ရွက်ဖို့ဒါတွေ့တွေ့ဆုံခဲ့တဲ့အကြောင်းဒါပြောခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာအရေးကြီးဆုံးဘာလဲဆိုတော့စစ်ကောင်စီရဲ့အဲဒီတံမြန်ထိုးစစ်ဆင်မှုကိုခံမှန်းပြင်ဆင်ပူးပေါင်းအဲ့ဟာကိုဒါပြောသွားတဲ့ဟာအဲ့ဒါကတကယ်အားရစရာကောင်းတယ်ပေါ့နော် ရေကောင်စီဘာလုပ်လာမလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဒါတဟုတ်တဖွဲ့တည်းနဲ့မဟုတ်ဘဲနဲ့အကုန်လုံးစုပေါင်းပြီးတော့ငါတို့ဘာတွေတံပြန်လှုပ်ဆောင်မလဲရေကောင်စီကတော့ဘာတွေလှုပ်လာနိုင်ချေရှိလဲဒါမျိုးတွေကိုတိုင်ပင်ပြီးတော့လှုပ်ဆောင်ပြီးတော့အခုတူတူလက်လက်တွဲလိုက်တဲ့ဟာကရေကောင်စီမလိုချင်ဆုံးအရာရေကောင်စီအကြောက်ဆုံးအရာပေါ့နော် စည်းလုံးသားမှကြောက်တယ်ချိတ်ဆက်မိသားမှကြောက်တယ်အချင်းချင်းဒါကြောင့်အောက်ကဒါတော်လိုင်းတပ်ဖွဲ့တွေအချင်းချင်းပေါ့နော်နားလည်မှုတွေရသွားမှခေါင်းဆောင်တွေအချင်းချင်းနားလည်မှုတွေရသွားမှအဲ့လိုပုံစံမျိုးတွေကိုစစ်ကောင်စီကအရန်ကြောက်မင်းအောင်လည်းအရန်အရန်ကြောက်တယ်ပေါ့နော်ဒါကြောင့်မလို့လေသူကနှီးမျိုးစုံနဲ့တွေးခွဲတဲ့ပုံစံမျိုးတွေလုပ်ခဲ့တာပေါ့နော်ခုနပြစ်စင်နေလို့ပေါ့ဗျာအဲ့လိုပုံစံမျိုးနဲ့သူကတွေးခွဲတဲ့ဟာတွေကိုစိတ်သက်စင်စင်ပုံစံမျိုးနဲ့အများကြီးလုပ်ခဲ့တာပေါ့နော် ဒါပေမဲ့လည်းဒါတပ်ဖွဲ့တွေကအဲ့လိုမျိုးမဟုတ်ဘဲနဲ့အခုဆိုရင်အချင်းချင်းဒါစစ်ရေးနိုင်ငံရေးစီးပွားရေးအကုန်လုံးအကုန်လုံးပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တွေးဆောင်ခဲ့ကြတဲ့ဟာကတကယ်အားရစရာကောင်းတယ်ပေါ့နော်အဲပြီးတော့ကျတော့အခုလိုမျိုးတွေးဆောင်ရဖို့ဆိုတဲ့ဟာကလည်းဒါလွယ်ကူလာတော့မဟုတ်ဘူးဗျဟိုတကယ်တမ်းပြောရရင်အကုန်လုံးကစီးရင်ပတ်သက်လို့နေမြေလိုက်မှာပေါ့နော်ချင်းမှလည်းချင်းအလျောက် ရခိုင်မှာလည်းရခိုင်အလျောက်ပေါ့နော်ဒါဖြေးတွေပြင်းမှကြီးမားပြင်းထန်နေကြတာဖြစ်တယ်ပေါ့နော်။အဲ့ကြအဲ့အနေအထားမျိုးနဲ့အချင်းတစ်ခုပေးပြီးတော့တွေးဆောင်ကြဖို့ဆိုတာလည်းမလွယ်ဘူး။အဲ့လိုမျိုးတွေးဆောင်မှုအတွက်ကလည်းယုံကြည်မှုတွေလည်းလိုတယ်ပေါ့နော်။ပြီးတော့ကြတော့ဒါလေးစားမှုတွေလည်းလိုတယ်ဗျာ။အာဒီ CB အဖွဲ့တွေကိုလည်းအခက်တက်တော် A ကတကယ်ယုံကြည်လေးစားလို့အခုလိုမျိုးလက်ခံတွေးဆောင်တာလည်းဖြစ်မယ်ပေါ့နော်။အဲ့ကြတော့ CB အဖွဲ့တွေကဒီအခက်တက်တော် A နဲ့တည်းမဟုတ်ဘူး။ရှိမှလည်း KIA နဲ့တွေ့ကြတာလည်းအားလုံးလည်းသိမယ်ပေါ့နော်။ အဲကြတော့တွေးကြည့်လိုက်ဗျာဟိုလုံးဝငြိမ်နေတဲ့ပုံစံမျိုးတော့ရှိမနေဘူးအကုန်လုံးကပြင်းပါပေါ့နော် ပြင်းပါပြင်းတာချင်းကအတိအတိုင်ပဲချင်းတက်ဖွဲ့တွေကကျွန်တော်ဒီမြို့သိမ်းတိုက်ပွဲတွေမှာပေါ့နော် တကယ့်ကိုရွရွချွွန်ချွန်နဲ့တိုက်ခဲ့ကြရရှိတယ်ဆိုတော့အညာကအဖွဲ့တွေပေါ့နော်အညာကအဖွဲ့တွေနဲ့ကျွန်တော်ပြောရတဲ့အချိန်မှာချိုးဖွဲ့တွေကသူကအဲချင်းမှာလည်းတွားပြီးတော့ဒါတိုက်ပွဲဝင်မှုတယ်အဲ KIC မှာလည်းတိုက်ပွဲဝင်မှုတယ် AAC မှာလည်းတွားပြီးတော့တိုက်ပွဲဝင်မှုတယ်ပေါ့နော်အဲ့တော့သူတို့ပြန်ရပြီဆိုတဲ့အချိန်မှာဘာတွေဘာတွေတိရခဲ့လဲဘာတွေဘာတွေ ဒီကနေပြီးတော့အကျိုးမြတ်ရတာရှိလဲဘယ်ဥစ္စာတွေဘယ်အချက်တွေကိုသဘောကျတယ်လဲဆိုတဲ့အချိန်မှာသူကချင်းနဲ့ပတ်သက်လို့ပြောရင်ဘာပြောလဲဆိုတော့အချင်းတက်ဖွဲ့တွေကပေါ့နော်ချင်းကြီးတော်ဖွဲ့တွေကအမိတ်နာခံမှုမှာလုံးဝအယံကောင်းတယ်အဲအဲ့လိုမျိုးဟောင်းနဲ့ကြောက်စရာကြီးပြားတဲ့အမိတ်နာခံမှုကပေါ့နော်လင်းရင်ဘုံလာကြဲတိုင်းမြင်နေရပြားတဲ့ဘုံတိကြတာဆိုမြင်နေရပေါ့နော်ဒါမဲ့ပြရတဲ့အဲ့နေရာကလုံးဝမဆုတ်ခွာနဲ့ဆိုလုံးဝမဆုတ်ခွာဘူးပြအဲ့လိုမျိုးကြီးပေါ့နော်တေးချင်းတေးွားပစီဆိုတဲ့စိတ်ကြီးနဲ့ကျုံကြတာပေါ့နော် အဲသူတို့အဲ့ချိန်ကျမှကျွန်တော်တို့တွေတဲ့ဟိုလုံးဝမိတ်နာခံမှုကောင်းတယ်ဆိုပြီးတော့ကိုကိုထင်ခဲ့တဲ့သူတွေပေါ့နော်ဒါပေမဲ့ချင်းတက်ဖွဲ့တွေချင်းကြီးနောင်ဖွဲ့တွေနဲ့တွားပြီးတော့တူတူတိုက်ပွဲဝင်ရတဲ့ခါမှကြတော့ဟုတ်တယ်လုံးဝဟာငါတို့နားထောင်နေဆိုတာဘာမှမဟုတ်ပါလားပေါ့နော်ငါတို့မိတ်နာခံတယ်ဆိုတာဒီတက်ဖွဲ့တွေကိုမမီပါလားဆိုပြီးတော့ဖြစ်ရတဲ့အထီးပဲပေါ့နော်အဲကြတော့ဒီလိုမျိုးအဖွဲ့တွေဒါအချင်းချင်းစုပေါင်းလာတဲ့ဟာတွေဒီလိုတွေ့ဆုံမှုတွေတိုင်ပင်မှုတွေကစစ်ကောင်စီအတွက်တော့တကယ်ကိုအိမ်မက်ဆိုဖြစ်စေလိမ့်မယ်ပေါ့နော် ဲ့တော့ဒါအာရခအမျိုးသားမြအဖွဲ့ချုပ်နဲ့ဒါချင်းချင်းကြောင့်တွေ့ကြတဲ့သတင်းကိုတော့ဒါအကုန်လုံးသိကြတယ်အပြင်ကိုပောက်တဲ့သတင်းဒါကျွန်တော်တို့မဖြန့်ပြစ်တာပါเนาะကျွန်တော်တို့တွေ့ဆုံကြတယ်တဲ့ကြာပါပြီတဲ့ပြီးခဲ့တဲ့လကပါတဲ့ပြီးခဲ့တဲ့လပါပဲကျွန်တော်တို့တွေ့ဆုံနဲ့ဆွေးနွေးကြတယ်အဓိကကတော့တော်လိုင်းနဲ့ပတ်သက်လို့ဒါတော်လိုင်းစီရင်ပါပေါ့เนาะဘလို့ဖြစ်မလဲဘလို့ပူပေါင်းကြမလဲဘလို့မျိုးအပြန်လန်ကူညီကြမလဲဆိုတော့ရွေချက်တွေနဲ့တွေ့ခဲ့ကြတာဖြစ်တယ်ပေါ့เนาะအဲ့တော့ စစ်ကောင်စီတွက်ကတော့ဒီသတင်းကတကယ်ကိုအိမ်မက်ဆိုးဖြစ်စေလိမ့်မယ်သတင်းဆိုးဖြစ်စေလိမ့်မယ်စစ်ကောင်စီကဒါအခုလက်ရှိမှာချင်းပြည်နယ်တဲကဟာခါတန်တလန်တီးတေစတဲ့မြို့နယ်တွေကိုသူကရွေးကောက်ပွဲပထမပိုင်းအနေနဲ့သူကကျင်းပဖို့လှုပ်ထားတာလှုပ်အဲရည်ရထားတာပေါ့နော်အဲ့တော့ဒီအချိန်မှာဒါအေအေနဲ့ချင်းညီနောင်ဖွဲ့တွေတွေ့ဆုံတဲ့ဟာကပြောရမယ်ဆိုရင်တော့ဒါရွေးကောက်ပွဲအတွက်မျက်ခုံးလှုပ်စရာပေါ့နော်အဲပြီးတော့အခုလိုမျိုးတွေ့ဆုံလိုက်တဲ့ဟာကလည်း အဲမင်းအောင်လှရဲ့အခုဒါတရုတ်အကူအညီနဲ့တောင်းနေတဲ့အခိုင်ကမြို့နယ်၄မြို့နယ်ပေါ့နော်အဲဥစ္စာကို AA ကပေးဖို့အစီအစဉ်မရှိသေးဘူးဆိုတဲ့ပုံစံမျိုးထပ်ပြလိုက်တာနဲ့လေဒါအတူတူပဲပေါ့နော်အဲ့တော့အဲစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကိုဒါခံမှန်းတဲ့ဒါအခြေအနေတွေပါတယ်ပြင်ဆင်တာတွေပါတယ်ပူးပေါင်းတာတွေပါတယ်ပေါ့နော်အဓိကတော့ဒါကျွန်တော်စီရေးမဟာမိတ်အပြင်နဲ့နောက်ကျရင်နိုင်ငံရေးမဟာမိတ်စီးပွားရေးမဟာမိတ်အဲပြီးရင်ဒါအဲ့လိုမျိုးတွေပေါ့နော်ပူပေါင်းချိတ်ဆက်ဖို့လူမျိုးချင်းအပြန်အလှန်ကူညီဖိမကြဖို့သူတို့ ULAA ပေါ့နော်တဲ့အဲသူတို့ရဲ့ သဘောထားကတော့ရှင်းပါတယ်သူတို့အဆင်ပြေကြီးပွားတိုးတက်လာတဲ့ခါကျရင်ချင်းနေလဲခံစားရအောင်ပေါ့နော်အချင်းနေလဲပါဝင်လာအောင်ကျွန်တော်တို့ချင်းနေလဲတဲ့တိုးတက်ကြီးပွားလာတဲ့ခါကျရင်သူတို့ရခိုင်နေလဲခံစားရအောင်အဲ့လိုမျိုးဒါတဖွဲ့နဲ့တဖွဲ့ပေါ့နော်လက်တွဲညီညီကူးဆက်မှုပြန်ပွားမှုဒါလိုမျိုးပုံစံမျိုးတွေချိတ်ဆက်မှုတွေနဲ့သူကရည်ရွယ်ပြီးတော့အကျိုးစီးပွားအချင်းချင်းအဲအတူတူပဲပေါ့နော်ငါတို့ညီကိုတိုင်းသားညီကိုအချင်းချင်းအတူတူပဲဆိုတော့ပုံစံမျိုးတွေနဲ့တွေ့ဆုံခဲ့ကြတာဖြစ်တယ်ဆိုတော့ အာဒါကတကယ်အားရစရာကောင်းတယ်ဗောနော်ဒါတော့ဒါချင်းကြီးနောင်အဖွဲ့မှာဆိုရင်ဒါချင်းမျိုးသားကောင်စီမင်းတက် CDF မင်းတက်အဲချင်းမျိုးသားအဖွဲ့ချုပ် CNO CNDF အဲဇူမီဖက်ဒရယ် CEO ZFU အဲ PPDF ဇိုလန်ပြင်းချင်းကာကွယ်ရေးတပ်ကံပက်လက် CDF ကံပက်လက်မတူပြီးတော်လိုင်းတပ်ဖွဲ့တော်လိုင်းအဖွဲ့ချုပ် MRO CDF မတူပြီနဲ့ဒါမရာနေမြေအုပ်ချုပ်ရေးကောင်စီ MDC MDF တို့ပါဝင်များတော့များတယ်ဗျာချင်းချင်းတော့ဝယ်တည်တာကျွန်တော်တော့ CV ပဲခေါ်မယ်ဒါပါဝင်သိအောင်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြောတာနောက်ပိုင်းကျရင်တော့ဒီလိုမျိုးပြန်ပြီးတော့ပေါင်းစည်းသွားမှာပါတေချာပါတယ်အခုဆိုရင်ကိုပဲဒါ CV CV ချင်းချင်းအောင်များဆိုပြီးတော့ခေါ်တွင်နေရပြီပေါ့နော်အဲ့လိုဘလိုပဲဖြစ်ဖြစ်တကယ်ကိုကြကုတ်ကြကဲနဲ့ပေါ့နော်အားကျွမ်းမှန်တဲ့နဲ့တပ်ဖွဲ့တွေကအဲလှုပ်ဆောင်နေကြတာတွေ့ရတယ်ပေါ့နော်ရှိရွက်ချက်ကောင်းနေနဲ့ ပြီးရင်ကျွန်တော်တကယ်ပြကျွန်တော်လူငယ်တွေတကယ်ကိုချီးကျူးလေးစားရမှာပေါ့နော်တကယ်လူငယ်ကောင်းဆောင်တွေတကယ်အေးဆေးတည်ငြိမ်ပြီးတော့စကားပြောရမှာအဆပါပေါ့နော်ဒါကျွန်တော်ချင်းကတပ်ဖွဲ့ဝင်နေနဲ့ကျွန်တော်တွေ့ရဆိုဆုံရတဲ့ခါကျတော့ပြောရဆိုရတဲ့ခါမှာဒါတချို့ interview တွေဆိုလည်းပြည်သူတွေလည်းတွေ့ကြမှာပါပေါ့နော်အသက်အရွယ်နဲ့မလိုက်တကယ်ကိုရင့်ကျက်တည်ငြိမ်ပြီးတော့အာပြုံးပြုံးပြုံးနဲ့စကားပြောဆိုတဲ့အရာတွေကဆပါပေါ့နော်ကျွန်တော်တို့ချီးကျူးလေးစားအားကြရတာရှိတယ်ပေါ့နော်အဲ့တော့ဒီတပ်ဖွဲ့တွေကအခုလိုမျိုးတကယ်ကိုအောင်အောင်မြင်ဆုံးအဖွဲ့ကြီးတွေနဲ့ တွေ့တဲ့အစင်လာကြီးမားတဲ့အဖွဲ့ကြီးတွေနဲ့တွေ့တဲ့ပြီးရင်စစ်ကောင်စီရဲ့တံပြန်လှုပ်ဆောင်လာမဲ့ထိုးစစ်တွေနဲ့ပတ်သက်ပြီးတော့တိုင်ပင်ကြတယ်ပြီးတော့ကြတော့ဘာတွေလက်တွဲပြီးတော့လုပ်ကြမလဲဆိုတဲ့ဟာကလည်းတေချာပေါက်ပြောကြလိမ့်မယ်အဲ့လိုမျိုးတွေဖြစ်လာပြီးအဲ့လိုမျိုးတွေမြင်နေတွေ့နေရပြီးဆိုကြဲကိုကစစ်ကောင်စီကတေချာတဲ့ခေါင်းကျင်းနေပြီပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော်တို့အခုလက်တလုံးမှာဆိုရင်ချင်းပြည်နယ်ဘက်မှာအရန်ကိုပဲပေါ့နော်ဒါစိုးစိုးရွားနဲ့စစ်ကောင်စီကအင်အားထောင်ကြီးနဲ့ဒါကလေးတို့တမူးတို့ပချမ်းတွေမှာတော်တော်လေးဒါစိုးစိုးရွားလှုပ်ဆောင်နေတာတွေရှိတယ် တော့အဲ့ပိုင်းတွေမှာလည်းကျွန်တော်ပြည်သူအနေနဲ့ပေါ့နော်တချို့သတင်းတွေကဖုံးလွှမ်းခြင်းခံထားရတယ်အဲ့တော့အဲ့ပိုင်းတွေမှာလည်းတန်တန်လောက်လလန်းမီလောက်ဒါဝိုင်းပြီးတော့ကုကြစေခြင်းနဲ့အချို့ပြည်သူတွေဆိုရင်စပေးရှောင်ရတယ်အိန္ဒိယဘက်ခြမ်းနေတိပြေးကြလွားကြရတာရှိတယ်စစ်ကောင်စီကမမှန်ရမ်းရမ်းပေါ့နော်ဆိုတာဟိုနေ့ကကျွန်တော်ပြောခဲ့သလိုပေါ့ဗျာဟိုပတ်စံတောင်းကြရမရှိရင်ဆိုင်ကယ်ကိုမကောင်းလို့လက်ညှိုးထိုးပြီးတော့အဲအနေရဖြစ်လိမ့်မယ်ပေါ့နော်ဒီလိုဆိုင်ကယ်မျိုးစီးရင်နောက်ကလူပါအနေရဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပတ်စံတောင်းလာတယ်ရှိတယ်ပြင်ကိုဘကိုပေါ့နော် ဟိုကျက်သွန်နီအိတ်ဝဲလာတယ်ပေါ့နော်အာတယောက်တည်းစားမှလာအိမ်မှာဘယ်နှယောက်ရှိတာလဲအဲအိမ်တော်စုဇေယဘာညာဒါမျိုးတွေကစားရှောက်ပေါက်တက်ကြရတွေမေးပြီးတော့ပေါ့နော်အဲဒီလိုမျိုးအများကြီးဝဲလာတာက PDF ကိုပေးလို့ပေးမလို့မလားဆိုပြီးတော့ဒီလိုမျိုးဆွဆွဲမှုတွေနဲ့ကစားပြည်သူကိုပတ်စံတောင်းတာတွေငွေညှစ်တာတွေဒါမျိုးတွေလုပ်နေရရှိတယ်ပေါ့နော်ပြီးတော့အဲ့ဘက်ချမ်းမှာရန်ကိုဒုက္ခဒုက္ခရောက်ကြရရှိတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့ပိုင်းနေမှာလဲကျွန်တော်တက်နိုင်သလောက်ပေါ့နော်ဒါချင်းကဒါပြည်သူတွေကိုဝိုင်းပြီးတော့ကုညီပေးကြစေခြင်းနဲ့ချိုးဆစ်ဆောင်တဲ့နေရာတွေမှာဆိုရင်သူက ပြန်ကိုမပြန်ရဲသေးတဲ့အနေအထားမျိုးတွေလည်းအခုချိန်ထိကြုံတွေ့နေရသေးတယ်ပေါ့နော်အဲ့တော့အဲ့ဒီဘိုင်းတွေမှာကျွန်တော်ဝိုင်းပြီးတော့ကုညီပေးကြဖို့လိုပါတယ်စစ်ကောင်စီကတော်တော်လေးကိုမမတ်ရဲဆိုးဆိုးပပပုံစံမျိုးတွေလှုပ်လာနေတယ်ပေါ့နော်အခုကြည့်လေဒါဒါဘူလက်တို့ပါလို့ဆိုရင်တောက်လျှောက်ပဲပေါ့နော်အာဒီ AE နဲ့ပတ်သက်လို့တော်တော်တော်လေးကိုအညှိုးတကြီးနဲ့ဒါရည်ရွယ်ပြီးတော့ပြောဆိုနေတဲ့ဟာတွေကတကယ်အဆက်အသွယ်ကမှဲလာတယ်ပေါ့နော်သူတို့ရဲ့အဆင်နဲ့ပြအဲ့လိုစကားမျိုးတွေပြောနေကြနေကိုပါပေါ့နော် လူကသူ့ပါဇက်ကနေထွက်တဲ့အဲဒီစကားကိုကြည့်ပြီးတော့ပဲသူ့ရဲ့အဆင့်တန်းကိုတတ်မှတ်ရတာဆိုတော့ဒီကောင်လေးကတကယ်ကိုစောက်ဘောအဆင့်နေပေါ့နော်စောက်ဘောအဆင့်နေစကားပြောတဲ့ဟာကအောက်တန်းစားစကားတွေပြောရဖြစ်တဲ့အတွက်တကယ်အောက်တန်းစားတွေလို့ပဲပြောအောင်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တော်လိုင်းမှာတော့တော်လိုင်းပြည်သူအနေနဲ့လည်းတနင်္သာရီဝိုင်းလုပ်ပြီးကြပါအဲတော်လိုင်းတပ်ဖွဲ့အနေနဲ့လည်းတနင်္သာရီဝိုင်းပြီးတော့စူးစမ်းနေကြတယ်အဲတော့စစ်ကောင်စီရဲ့တချို့ဝါဒဖြန့်တဲ့ဟာတွေ စစ်ကောင်စီရဲ့ရည်ရွယ်ချက်ရှိရှိတိုက်ခွဲတဲ့ဟာမျိုးတွေဆိုရင်လည်းကျွန်တော်တို့သွေးမကွဲပဲနဲ့ဆက်ပြီးတော့ဒေါ်လာရင်းမှာပါဝင်ပေးကြပါလို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်